မင်္ဂလာပါခင်ဗျာခုကတော့ဒီစီကိန်းပင်ပွဲဝင်မဲ့မြန်မာမျိုးသမီးအသင်းကြောင်းလေးပြောချင်တော့ပါမြန်မာမျိုးသမီးအသင်းကဒီ33ချိန်မြောက်စီကိန်းပင်ပွဲကိုထိုင်းနိုင်ငံချွန်ဘူရီမြို့မှာဒီလာမယ့်ဒီဇင်ဘာအစောပိုင်းမှာကျင်းပသွားမှာပေါ့နော်ကျင်းပသွားမှာအခုဆိုရင်မြန်မာမျိုးသမီးအသင်းဟာဂျပန်နိုင်ငံကိုသွားပြီးတော့လီချင်းပင်ဆင်မှုတွေလုပ်နေပါတယ်ဒီအောက်တိုဘာ19ရက်နေ့ကထွက်သွားခဲ့ပြီးတော့ဒီ26ရက်နေ့လောက်ဆိုရင်ပြန်ရောက်မယ်လို့သိရတယ်ပေါ့နော် အဲအဲ့မှာပဲဒီအဲ့ဒီကာလလွန်မှာပဲမြန်မာမျိုးသမီးတင်းကဂျပန်နိုင်ငံမှာခြေစမ်းပွဲတွေကစားတော့လည်းရှိပါတယ်ပေါ့နော်ဟိုကအဲဘီရင်တော့ဒီဂျပန်ကိုတချို့ကစားသမားတွေပါမသွားခဲ့ဘူးပေါ့နော်အဲ့ဒီကစားသမားတွေကလည်းလက်ရှိ IFB အတင်းနဲ့လေ့ကျင့်မှုတွေပြုလုပ်နေရလို့သိရပါတယ်အဆင်ပြေတယ်ဆိုရင်တော့အပိတလူဆင်းမှာသူတို့လည်းပါအောင်ပါနိုင်တယ်ပေါ့နော်ဒါတော့ကျွန်တော်လည်းတခြားမသိပါဘူးခင်ဗျာအင်း ဒီအုပ်စုမဲခွဲပွဲတွေအရာကြည့်ရမယ်ဆိုရင်တော့အုပ်စုပြည်မှာမြန်မာအသင်းကဗီယက်နမ်မလေးရှားဖိလစ်ပိုင်လို့နဲ့ကြာရောက်နေတယ်ပေါ့နော်အဲဒီအတွက်အုပ်စုနိုင်ငံချက်တယ်လို့ပြောရမယ်ဒါပေမဲ့ဖိလစ်ပိုင်ကိုကျွန်တော်တို့ကမနိုင်ရတော့အကြောင်းရှိပါဘူးပေါ့နော်ဗီယက်နမ်ကတော့ကောင်းပါတယ်မလေးရှားကတော့ကျွန်တော်လည်းသိမသိဘူးပေါ့နော်음အုပ်စုအိမ်မှာတော့ထိုင်းသင်းဟာကမ်ဘောဒီးယားအင်ဒိုနီးရှားအမ်စင်ကာပူနဲ့ကြာရောက်နေတယ်ပေါ့နော် ဒီအုပ်စုမဲခွဲဝေးတွေအရာကြည့်ရတာကတော့အင်ရှင်ထိုင်းတင်းကဒီသူတို့တင်းကိုအနိုင်ယူထားတယ်ပေါ့နော်မြန်မာတင်းနဲ့ဗီယက်နမ်တင်းကိုတက်တက်ရှောင်းလိုက်တာလားဒီတိုင်းမကန်ဒီယားရာပဲရှောင်းလွဲသွားတာလားတော့မပြောတော့ပေါ့နော်ဒါပေမဲ့ဗျာဗီယက်နမ်ရောမြန်မာရောသူတို့နဲ့တော့ဆူတယ်မကြတာကတော့နည်းနည်းလေးထူးဆန်းတယ်ပေါ့နော်အဲဒါကအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ